မြောက်ဒီမှာဆိုရင်ဟိုကျိုးစိုးထောက်ခံမလို့ညဉ့်ဉိုင်းနဲ့ပတ်သက်ရပါတော့ဟုတ်ကဲ့ညဉ့်ဉိုင်းကြီးကအရေးကြီးငင်းငင်းရင်မရှိရင်ကျွန်တော်ဘာမှလုပ်လို့ကံလို့မရပါဘူး။ဒါကြောင့်ငင်းငင်းရဲ့အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘယ်လိုလဲငင်းငင်းနဲ့ပတ်သက်တာ။ဟုတ်ကဲ့။ဘာသာလုပ်လဲဘယ်လိုမြင်လဲ။အဲဒီငင်းငင်းညီလာကံကိုကျွန်တော်တို့ကရပ်ပစ်လို့မရဘူးဗျ။ဘယ်အစိုးရပဲတက်တဲ့ဒီငင်းငင်းညီလာကံကိုဆက်ပြီးသွားမှဖြစ်မယ်။အဲ့ဒီအတွက် ဆက်သွားဖို့ကပြည်သူလူထုလည်းပါမှာဖြစ်မယ်။ဒါမှမဟုတ်ဒီငင်းငင်းညီလာကောင်ဆက်သွားမယ်ရည်ရွယ်ချက်နဲ့ကျွန်တော်လောက်တယ်လို့ပဲကျွန်တော်ဘက်ကတော့ဖြေချင်တယ်ပေါ့။ကြိုက်ကြတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့။ညင်ညင်ကြတယ်ကုသလို့ကြိုက်မှာပဲညင်ညင်ဟာကြိုက်တာပေါ့ညင်ညင်ကြတယ်ဆိုတော့အခုလူလူဟိုအခမ်းနဲ့မူလို့တော့ပေါ့နော်ညင်ညင်နဲ့ပတ်သက်အခမ်းနဲ့မူလို့တာလောက်တဲ့အချိန်မှာဘယ်လိုခံစားလဲပြောပြအောင်အမှန်တော့ညင်ညင်ဆိုတာကတော့တနိုင်ငံလုံးကလူထုရောစစ်သားတွေရော အဲ့ဒီကျွန်တော်တို့လက်နက်ကိုင်းတိုင်းရင်းသားတွေအားလုံးကအကုန်လူချင်းရတာပဲဗျမဖြစ်သေးတာပဲရှိတယ်အခုတော့အဲ့ဒီညဉ့်ညံရေးကိုကျွန်တော်တို့နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်အစိုးရမှာခုနကကျွန်တော်ခန်းနာမှာကြီးညာခဲ့သလိုပဲတိုင်းသားလက်နက်ကိုင်းတွေနဲ့ပူးပေါင်းပြီးတော့မှဒီလိုညဉ့်ညံရေးကိုနှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာကြောင့်အခုကျွန်တော်တို့ကရင်ပြည်နယ်ကြီးဟာညှိချလာခဲ့ပြီဗျာ အဲ့တော့ကင်းကြီးငင်းငင်းလာခဲ့တာအမြကျွန်တော်တို့ခုနပြောခဲ့သလိုအရှလာမြန်အမြန်လမ်းမလမ်းသိကြီးတွေနောက်အခုချစ်ချီဒုတိယသဒ္ဒါကြီးတိစောက်နိုင်ခဲ့တယ်ဒါတွေကငင်းငင်းရောက်မယ်အဲ့တော့ငင်းငင်းကဘာဖြစ်လဲဆိုရင်တိုင်းပြည်ဖူးမျိုးတိုးတက်တယ်ဗျာကျွန်တော်အဲ့ဒါကိုပဲအဓိကထားပြောချင်ပါတယ်အော်ပါတယ်ကောင်းပါတယ်ကောင်းပါတယ်ငင်းငင်းရဆိုတာကောင်းတဲ့လက္ခဏာပဲရံဖြစ်ဘာမှမကောင်းငင်းငင်းကောင်းတာကြီးပဲ ဆိုဆိုထပ်မှမွေးလောက်ကြတယ်ပေါ့နော်ဟုတ်ကဲ့အမအနေနဲ့ဒီညဉ့်ရထပ်မှဘယ်လိုမြင်လဲကျွန်တော်တို့ဒါပြည်တော်စုညဉ့်ညဉ့်ကြီးညီလာခံကျိုးစိုးထောက်ခံတဲ့ဒါလူလူထောက်ခံပွဲခမ်းနာပြုလုပ်တာပေါ့ပြုလုပ်တဲ့ခါကျတော့ကျွန်တော်တို့ဒေသခံပြည်သူတွေကလိုက်လေလေလေဒါဆန္ဒလျောက်ဝမ်းသာအဲလေတက်ရောက်တဲ့အတွက်တက်ရောက်တာကိုတွေ့ရတဲ့အတွက်လည်းကျွန်တော်တို့ကဒီပြင်ဆင်ပေးရတဲ့ပုံမှာလည်းအရန်ကြည်နူးပီတိဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ကရင်ပြည်နယ်ဟာညဉ့်ညမ်းရဲ့ဒါတရေတရားဒါ အဓိကဖော်ဆောင်တဲ့ဒါဘူးနဲ့တန်မှန်ရမည်ဖြစ်တာပေါ့ဟုတ်နော်လာကြတယ်ကျူးကျော်လောက်ရတယ်လူကအကုန်လုံးထောက်ခံတဲ့သဘောရှိတယ်ဘာကြောက်လာလဲဘယ်လိုမြင်လဲအဲ့ဒါတော့ပွင့်လင်းပြောမယ်ဆိုလို့ရှင်မေမိုးတို့လာတယ်ဆိုတော့အခမ်းအနားတစ်ခုကိုဖိတ်လို့တက်တယ်ဆိုတဲ့ဟာမျိုးနဲ့ပဲမေမိုးတို့လာတာတကယ်တမ်းဒီလက်ရောက်တော့ဟာလာမေမိုးတို့ပြောနေတာတွေကကောင်းတယ်ပြောတာတွေအားလုံးမူတွေကောင်းတယ်အဲ့ဒီမူတွေရဲ့နောက်ကလူတွေလိုက်ကောင်းမလို့လို့တယ် နော်မိမိတို့တွေဘာမှမဖြစ်တော့ပါဘူးဘာမှမရှိတော့ပါဘူးလို့ပြောနေကြတယ်ဒီမှာစင်ပေါ်တက်ပြီးပြောနေတယ်တကယ်တမ်းဖြစ်ဘူးလားတရားထိတ်လို့နေရာကြီးမှာတိတ်ပြီးတော့တနက်ပြထဲသွားတယ်နော်အခုကဂလုံးဂလုံးဂလုံးစော်နေတယ်အဲ့ဒါဘာဖြစ်လို့လဲတရားဥပဒေစမှုတအားနှဲနေလို့ပေါ့လုံခြုံမှုရှိသေးဘူးလေလုံခြုံမှုရှိပါလေလို့ပြောနေတဲ့လူအဲ့ဒါလိန်တာပဲမရှိဘူးလုံခြုံရင်လုံခြုံမှု